ီနေ့အတွက်ကတော့အရင်ရင်တစ်ခွက်ဖြစ်တဲ့ငါချောင်းနဲ့အာလူချန်နီနီပြောပြမယ်နော်ပထမအောင်ဆုံးငါချောင်းနီနီကိုအမီးလေးရေဗိုက်တာလေးရေခေါင်းလေးရေကိုတစ်ခါလေးဖြတ်ပါမယ်ဖြတ်ပြီးသွားရင်နော်ချက်တုံနီနီတွေကိုနော်နော်နော်ဖြစ်အောင်လို့ဒါလေးနဲ့စင်ပေးပါမယ် ပြီးရင်တော့ငရုတ်သီးလေးတွေကိုချင်းညအောင်လို့ထောင်းပေးပါမယ်။ငရုတ်သီးလေးတွေညံ့လာပြီဆိုရင်တော့ငရုတ်ကောင်းလေးပါတက်ခါလဲမညံ့တဲ့ညံ့အနေထားလေးရအောင်လို့ထောင်းပေးပါမယ်။ပြီးရင်စက်သွုံပြူလေးပါထည့်ပြီးတော့ထောင်းပေးပါမယ်စက်သွုံညီနေရောပဲတစ်ခါလေးရောထည့်ပြီးတော့ထောင်းပေးပါမယ်ညက်တညက်အနေထားဆိုရင်ရပါတယ်ပြီးရင်တော့အာလူလေးတွေကို အခုံခွာပါမယ် လူကို အခွန်ခွာပေးသွားရင်ရေနဲ့စီးပေးပါမယ်။ပြီးရင်တော့အခုပြထားတဲ့အတိုင်းနှီးပေးလို့ရပါရဲ့။ကိုချင်းချင်းတက်တဲ့ပုံစံနဲ့နှီးလို့ရပါရဲ့။အရသာအတွက်စားလိုက်ပါတခါလေရောထည့်ပြီးတော့နေပေးပါမယ်။ပြီးရင်တော့စားချက်ပါတော့မယ်တဲ့ဦးလေးတဲ့ကိုစီထဲမယ်ပြီးရင်ငချောက်ကလေးတွေကိုပပေါ်ရန်တင်းသွားအောင်လို့တစ်ခေါက်ကြော်ပေးပါမယ် ချောပြီးတော့ရင်ပကံလေးတဲကိုဆဲထည့်ထားပါမယ်စီထက်မထည့်ပဲနဲ့ခုနကထောင်ထားတဲ့အနစ်ကလေးလေးစီတတ်ပြီးပါမယ်ပြီးရင်တော့ဆန်ွင်မုံလေးရဲ့ဇီယာမုံလေးရဲ့တစ်ခါလေးထည့်ပြီးတော့ယော်ပြီးတော့စီတတ်ပြီးပါမယ်အလူလေးပါတခါလေးရောပြီးတော့စီတက်ပေးပါမယ် ပြီးရင်တော့အာလူးနူးသွားအောင်လို့ရည်နေနည်းနည်းတင်းအရင်ဆုံးထည့်မယ်ပေါ့နော်ပြီးရင်တော့မမျိုးတစ်မျိုးအနေထားရအောင်လို့ရည်နေကိုထည့်ပါမယ်ပြီးရင်တခါတည်းငချက်ကလေးပါရောထည့်ပြီးတော့ အလုံးလုံးလာရဲ့ဒီငါချောက်ကလေးပြောလာရဲ့ဒီချက်ပေးပါမယ်ပြီးရင်တော့မကြီးတိအရင်လေးကိုအိုးချကန်ဒီမှာထည့်ပေးပါမယ်ပြီးရင်တော့တစ်ခေါက်ပြန်ပြီးတော့ပွက်အောင်လို့ကျွန်ထည့်ပေးပါမယ်ပြီးရင်တော့ sweet tea မဆလာမုံလေးပြန်ပြီးတော့ရင်အလုံးနဲ့ငါချောက်ကလေးတစ်ခွက်ရပါပြီအရင်ရင်းလေးတစ်ခွက်ပေါ့နော်အလုံးမဲလိုက်လောက်စားကြည့်ပါဦး